တရုတ်နိုင်ငံသားပေါ့နော်တရုတ်နိုင်ငံသားဟိုကျွန်တော်တို့အခုပြန်ပို့တာပေါ့ဟုတ်ပြန်ပို့တာတရားနှစ်မှာအဲကျွန်တော်တို့ကသက်ဆိုင်ရာတာဝန်ရှိသူတွေစီကိုကျွန်တော်လာပြီးအနှံပေးတာဟုတ်ကဲ့ဟုတ်ကဲ့အခုကကျွန်တော်တို့ဟိုပေါ့6ရက်ကနေစပေါ့နော်ဒီနေ့ဒီနေ့6ရက်နေစတယ်9ရက်နေ8ရက်နေ9ရက်နေဒီပေါ့အစီ၄တုပ်၄တုပ်ကိုဟိုတရက်မှာလေရင်က6ခေါက်အဲဒီ6ရက်နေမှာ6ခေါက်9ရက်နေမှာ6ခေါက်8ရက်နေမှာ6ခေါက်9ရက်နေမှာ1ခေါက်အားလုံး အစစပေါင်းဒီနေ့6ရက်နေ့မှာဆိုလို့ရှိရင်456ဟုတ်ကဲ့ကျွန်တော်တို့ကလည်းစီစဉ်ပြောရင်ဟိုအမြန်ဆုံးပြန်ပို့နိုင်ဖို့တော့မျှော်လင့်နေတာပေါ့လက်ရှိကတော့ဒီအမြန်ဆုံးလာကြို ပြီးတော့မှအမြန်ဆုံးပြန်တည်ဝိုင်းတော့ကျွန်တော်တို့ကောင်းတာပေါ့ဒါပြီးရင်ကျွန်တော်တို့ကနောက်ဆက်တွဲရထပ်ပြီးတော့ဖြည့်ရှင်းရမယ့်ကိစ္စကတော့ကျွန်တော်တို့ဒီတတိယနိုင်ငံသားတွေကိစ္စပဲအဲ့ဒါကြတော့ကျွန်တော်တို့နိုင်ငံတာဝန်ရှိသူတွေနဲ့ကျွန်တော်ထပ်ပြီးတော့ ဆောင်ရွက်ရမှာပေါ့ကွအခုကျန်ကျန်မှုကတော့လက်ရှိသက်ဆိုင်ရာနိုင်ငံပဲပို့တိပါလိမ့်မယ်ကျွန်တော်တို့ကတော့အဲလက်ရှိကဒီကိစ္စပူပေါင်းဆောင်ရွက်မယ်လို့ကျွန်တော်တို့ပြောထားပြီးနောက်ပိုင်းမှာကျွန်တော်တို့ကတော့အချိန်ဟုန်နဲ့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်အဲလက်ရှိဒီလက်တော်အခြေအနေအရကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ဒီနေနေအထူးနေနေအဖွဲ့အနေနဲ့ကလည်းကျွန်တော်တို့ဟိုအချိန်နေခိတရရနာထားရတာရှိတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျွန်တော်တို့ကရက်သွားမှာမဟုတ်ဘူးကျွန်တော်တို့ကတောက်လျှောက်လုပ်လို့နေမှာပဲနောက်ပိုင်းကျတော့ခုနကလိုပေါ့ ဟိုထိုက်တင်တော့အရေးအတွက်တွေကျွန်တော်တို့တောက်လျှောက်ပြလဲပြပို့ဖို့အတွက်တော့ကျွန်တော်တို့အခုစီစဉ်တစ်ခုတော့ပြန်ပြောင်းထားရတော့မှာဟုတ်ကဲ့အားလုံးဟို20နဲ့9နိုင်ငံပေါ့နော်9နိုင်ငံ29နိုင်ငံမှာအခုလက်ရှိကတော့ဟိုအချိန်နဲ့သွားနေတာတော့အာကျွန်တော်တို့ဒီတရုတ်နိုင်ငံသွားတယ်နောက်ပြီးတော့အခုအင်ဒိုနီးရှားနိုင်ငံသွားတယ်ပေါ့နော်အခုကျန်တဲ့တန်ယုံတွေလည်းကျွန်တော်ထိစက်ထားပါတယ်ကျန်တဲ့တန်ယုံတွေကတော့အကြီးအတွက်ကတော့နည်းတော့ပေါ့နိုင်ငံများပဲများလဲအကြီးအတွက်နည်းတယ်အဲအဲ့မှာမှကျွန်တော်တို့ ခက်ခဲတဲ့နိုင်ငံတွေကြတော့ဒါနောက်ဆုံးအဆင့်မှာကျွန်တော်ခက်ခဲတဲ့နိုင်ငံကြတော့ဘုမကတတိယနိုင်ငံအဲငါတို့သတ်ရုံမရှိတဲ့နိုင်ငံတွေရဆိုပြောနည်းနည်းခက်ခဲတယ်သူတို့ကကြတော့လေလက်ရှိအဲကျွန်တော်တို့စီကိုဟိုအသွင်းမှုပြောရသလိုပေါ့နော်ဘိုးဘွားကြလာတာမဟုတ်ကြတာကျွန်တော်တို့ဒီအင်ဒီဂျင်ထိုင်းနိုင်ငံပဲအဲဖြတ်တန်းလာတာဖြစ်တော့ကျွန်တော်တို့လည်းဒါ G2G ပြန်ဆွေးနွေးရမယ့်အပိုင်းတွေတော့ရှိလာတော့မဟုတ်ကြ